စ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေဟာသူတို့အုပ်ဆိုးထားတဲ့နေရဒေသကလူငယ်လူရွယ်တွေကိုပေါ်တာဆွဲပြီးခြေတန်းကိုပို့ဆောင်နေတဲ့အထက် PNO ပြည်သူစစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတယောက်လည်းအပါဝင်ဖြစ်ပါတယ်။တောင်ကြီးမြို့မှာအလုတ်လုံနေရင်းကနေအလုတ်ကအပြန်စစ်စရေးဂိတ်တစ်ခုကနေစစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီးခြေတန်းကိုရောက်ချင်းပို့အမျိုးသားလွမြောက်ရေးအဖွဲ့ချုပ် PNL လို PNL စီကိုဧပြီလ9ရက်နေ့ကလက်နက်နဲ့တကွအလင်းဝင်လာခဲ့တယ်လို့ဆိုပါတယ်။အဲ PNO P2C တပ်ဖွဲ့ဝင်စစ်နှုတ်ကရှေ့တန်းတက်ခိုင်းတယ်မတက်လို့ အမိတ်မနာခံဘူးဆိုပြီးတော့မှစီကောင်စီကဟိုပြစ်တက်လိုက်တယ်လို့သူထွက်ဆိုချက်ထဲမှာပါတယ်ပေါ့လေအဲ့ဒါတော့သူမက်ဆီအရှိမပဲလို့ပြောပါတယ်ပြီးတော့မှရှေ့တန်းမှာလည်းဟဲ့အဲ့ဒီပြန်လို့ပြီးသူစစ်တပ်ဖွဲ့ဝင်တွေကိုစီကောင်စီကဟိုလေးခွာတွေနဲ့ပြစ်တာဟိုဒီ worship bait တွေနဲ့ရိုက်တာအဲ့လိုမျိုးနှိမ့်ဆက်တယ်ပေါ့နော်ပြီးတော့ဒါအနေနဲ့အလီးတယ်ပေါ့လေအဲ့မှာတည်တဲ့လူလည်းတည်တယ်ပေါ့လေမတည်တဲ့လူလည်းကြိုးတဲ့လူကကြိုးအဲ့လိုမျိုးတွေအများအပြားဖြစ်တယ်ပေါ့ ောင်ကြီးမြို့မှာစစ်ကောင်စီတပ်ကပေါ်တာဆွဲပြီး PNO ဘီတုစစ်အဖွဲ့နဲ့ထည့်ပြီးတဲ့နောက်ရှေ့တန်းတက်ခိုင်းရင်ကနေနှိမ့်ဆက်တာတွေလည်းခံခဲ့ရလို့ထွက်ပြေးလာခဲ့ပြီး PNL တပ်ဖွဲ့ကိုရောက်ချင်းစုငွေချင်းမြင့်ကလုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီလို့ဆိုပါတယ်။ဟိုစစ်ကောင်စီလျောက်ခံဘီတုစစ်တပ်ဖွဲ့ဝင်တွေနေနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ်တေချာပြန်လဲဆန်းစစ်ဖို့ချိန်တန်ပါပြီ။ကိုကပိုးလူမျိုးဖြစ်တယ်ဖြစ်ပြီးတော့မှပိုးအကျိုးကိုဘာမှ လုံဆောင်ခွေးမရဘဲနဲ့ဟိုစီကောင်းစီအလိုကြကိုပိုးလိုမျိုးတွေကိုပြန်တတ်ရပြန်တိုက်ရအဲကိုရဲ့ပိုးလိုမျိုးကြီးရတော့ဖြက်စီရနေတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်အဲအဲ့ဒီမတရားမှုကနေအများဆုံးဆုံးခွာကြဖို့တိုက်တွန်းချင်ပါတယ် PNO ပြည်သူ့စစ်ကစီဆိုင်မြို့နယ်ပအိုကျေးရွာထဲကဒေသခံတွေကို PNO ထဲဝင်ဖို့အတွက် တသားတဲ့အနေနဲ့စူးစောင်းထားပြီးစစ်ကောင်စီအလို့ကြရှေတန်းမှာတိုက်ခိုက်ခိုင်းရင်းကနေအမိတ်မနာခံသူတွေကိုပြစ်တတ်တာရိုင်းနှက်တာတွေကိုဇက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒါအပြင်စီဆိုင်မြို့နယ်ပြည်သူ့နေအိမ်တွေကတံပိုးကြီးပစ္စည်းတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ကခိုးယူတာတွေရှိနေပြီးရှေတွေယူလို့မရချေအိမ်ရှင်ကိုတပ်ပစ်လိုက်တာတွေလည်းရှိနေတယ်လို့လွတ်မြောက်လာသူကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး PNO ပြည်သူ့စစ်အဖွဲ့ရဲ့တာဝန်ရှိသူဗိုလ်မှူးကျော်သူကို DBB ကဖုံးဆက်မေးမြန်းရမှာမြေပြင်မှာဒီလိုဖြစ်ရပ်တွေမရှိကြောင်းညင်းဆိုပြီးမဟုတ်မမှန်သတင်းတွေလွှင့်တယ်လို့တံပြန်ဆွဆွဲပြောဆိုပါတယ်ကျမနင်းနေပါ